ဟိန်ဝရန်နဲ့ဝိုင်းစုတို့ကိုသဘောမတူတဲ့အကြောင်းရင်းမှန်ထွက်ပေါ်လာရကနေစလို့အနေအင်းရှိုးသားလုံးနဲ့ဟိန်ဝရန်နဲ့စိုးပြည့်သစင်းတို့ရဲ့လူသည့်မခန့်နဲ့နောက်ကျောင်းနေထွက်ပေါ်လာပရိသတ်များရှင့်လက်တလုံးမှာတော့ဟိန်ဝရန်နဲ့စိုးပြည့်သစင်းတို့ရဲ့မင်္ဂလာပွဲရရှိကျင်းပနေတာကြောင့်ဟိန်ဝရန်နဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အတိတ်ကအကြောင်းတွေကလည်းမဆုံးနိုင်အောင်လူပြောများလာခဲ့ပါတယ်ဟိန်ဝရန်နဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အတိတ်ကအချစ်ပုံမြင်လေးကပြီးဆုံးခဲ့တာကြားပြီးဆိုပေမဲ့ပရိသတ်တွေညနေမှာတော့တတိယနေ့စေဖြစ်ပြီးဟိန်ဝရန်ရဲ့ယောက်ျားမပြီးသားတဲ့လုံရက်အတွက်လည်းအပြ ြစ်တင်ဆင်းနေကြတာပါမင်းကလေးတယောက်ကိုခိုးပြစ်ပြီးမယူတာကြောင့်ဝိုင်းစုပရိသတ်တွေကဟင်းဝီရန်ပါဝင်မိဘတွေကိုပါဝေဖန်ခဲ့ကြတာပါတကယ်တော့ဒီကိစ္စတွေကပြီးဆုံးခဲ့တာကြာပြီဖြစ်တယ်လို့ဝိုင်းစုကတော့အရင်လက်ထပ်သွားတာကောင်လေးနေနဲ့တွဲကအိမ်နောင်နေကွဲတာတွေလည်းဖြစ်တာကြောင့်ပရိသတ်တချို့ကတော့ပြန်အဆဖော်တာတွေမလုပ်စီခြင်းကြပါဘူးဟင်းဝီရန်ရဲ့ပရိသတ်တွေကဆိုဝိုင်းစုနဲ့ပြက်ပြီးနောက်ဤစာထမထားပဲနှစ်တော်ကြာမှအစိုးပြတစ်စင်နဲ့လက်ထပ်တဲ့ဟင်းဝီရန်ကိုတော့ပို့ပြီးတော့ဖြူစင်တယ်လို့ထင်ခဲ့ကြတာပါဝိုင်းစုခိုင်သိမ့်နေဟင်းဝီရန်ကိုတပ ဘောမတူတာကလည်းအများသိသလိုမျက်ရည်ကမှဲ့ကြောင်းလို့ထင်ကြတာပါအမှန်တကယ်တော့ဟင်းဝင်ရနဲ့ဝိုင်းစုခိုင်သိန်းတို့ရဲ့အကြောင်းကထင်သလောက်မယိုးရှင်းခဲ့ပါဘူးဝိုင်းစုခိုင်သိန်းကဟင်းဝင်ရနဲ့ခုံမပြေးခင်မှာတင်းရေးဇဝနဲ့လူငယ်တဘာဝချစ်ကြိုက်သိနေတာဖြစ်ပါတယ်ဒါကြောင့်ဟင်းဝင်ရရဲ့မိဘတွေကဝိုင်းစုခိုင်သိန်းကိုသူတို့ရဲ့သားအညွန့်တလူလူတက်နေတဲ့လူပြိုလေးနဲ့မပေးစားခြင်းမှုဆိုပြီးကန့်ကွက်ခဲ့တာပါဒါပေမဲ့လူများကိုသိစေချင်ခဲ့တာကတော့ဝိုင်းစုခိုင်သိန်းရဲ့မျက်ရည်ကမှဲ့ကြောင်းသဘောမတူဘူးလို့သာသိစေခဲ့တာဖြစ်ပါတယ်ဒါကြောင့်ဟင်းဝင်ရရဲ့ပရိသတ်တွေကဟင်းဝင်ရ င်းနဲ့သူရဲမိဘတွေမလွန်မှုဆိုပြီးတုံ့ပြန်လာကြတာပါဝိုင်းစုံခိုင်သိမ်းမှာငကိုတဲကပြစ်ချက်မကင်းလာတဲ့အတွက်ဟိန်းဝင်ရန်နဲ့သဘောမတူတာဖြစ်တင်ပြီးဟိန်းဝင်ရန်ကပဲဖြူစင်တယ်လို့ပြောလာပါတယ်ဒါကြောင့်တစ်ဖက်ကလည်းဟိန်းဝင်ကအများတင်တယ်လို့မဖြူစင်ပေဝိုင်းစုံခိုင်သိမ်းနဲ့ပြည်စဲပြီးချိန်မှာရီးစားထထားခဲ့တဲ့ကြောင်းထုတ်ဖော်လာတာပါဟိန်းဝင်ရန်ကဝိုင်းစုံခိုင်သိမ်းနောက်ထားတဲ့မိန်းကလေးနဲ့လည်းခိုးပြေးခဲ့ပါသေးတယ်အဆိုပါဟိန်းဝင်ရန်ရဲ့နောက်ထပ်ချစ်သူရီးစားလေးကမင်းသမီးအီချောပို့လို့လည်းသိရပြီးအီချောပို့နဲ့ဟိန်းဝင်ရန်တို့ကကမ်းခြေတစ်ခုကိုခို ပြေမှုကြောင့်အတွင်းသိသူတချို့ကပြောလာခဲ့ပါတယ်။ဒါကြောင့်ဟင်းဝင်ရကလည်းရိုးသားဖြူစင်လွန်းသူအနေအေးသူမဟုတ်ဘဲဝိုင်းစုခိုင်သိမ့်တဲ့သူမသားကိုမသားအချင်းရေးတွေရှိနေကြောင်းထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါဒီမကမဲ့ဆိုဖြစ်တဲ့စင်ကလည်းဟင်းဝင်ရန်ကသာတသက်မှာအခြေဥလို့ပြောခဲ့ပေမယ့်တကယ်တမ်းမှာတော့အခြေဥရှိစားဥရှိခဲ့တာပေါ့ဆိုဖြစ်တဲ့စင်တောင်ကူမာနေလုံးကစီယာဝင်းဦးတန့်လွင်ဆိုသူရဲ့သားနဲ့ချစ်ကြိုက်ခဲ့သေးတာဖြစ်ပြီးလူမသိသူမသိအချင်းရင်းလေးတစ်ခုရှိခဲ့ပါတယ် ဒါပေမဲ့ဆိုပြည့်သစင်ကအများမြင်မှာအနေအပီရှိုးသားတူလွန်လေးဖြစ်လာကြောင်းပြည်သက်တွင်ကတော့ဆိုပြည့်သစင်ပြောသလိုဟင်းဝင်ရန်ကသာအခြေဥလို့ထင်ခဲ့ကြတာပါ။ဒါကြောင့်ဒီလိုအတွင်းရေးသတင်းတချို့ထွက်ပေါ်နေချိန်မှာပြည်သက်တွင်ကအံ့အားသင်ခဲ့ရပါတယ်။ဒါပေမဲ့ဒီသတင်းတွေကတသင်းအခိုင်အမာနဲ့ထွက်ပေါ်လာတာမဟုတ်တာကြောင့်တမင်သက်သက်ကြောက်ချတာလည်းဖြစ်နိုင်ချေရှိတာပါ။မင်္ဂလာပွဲတွေတပွဲပြီးတပွဲကျင်းပနေတဲ့ဟင်းဝင်ရန်ရဲ့ဆိုပြည့်သစင်ကိုအမြင်ကတ်တာကြောင့်မဟုတ်မမှန်ပြောတာလည်းရှိပါတယ်။တကယ်လို့အခုလိုသတင်းတွေကသာ မဟုတ်မမှန်ပြောခင်တာဆိုရင်သူများမင်္ဂလာယူနေခြင်းမတင့်တော်တဲ့လုံရက်တစ်ခုဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ပရိသတ်ကတော့ဝေဖန်နေကြပါစေငယ်စဉ်တို့စုံတွဲကဘာမှတုံ့ပြန်ခြင်းမရှိတာကချီးကျူးစရာပါကြီးစုနေကြတဲ့ပရိသတ်ကြီးလိုနေနေရောငယ်စဉ်တွင်ရဲ့လူသိမခံတဲ့နောက်ွယ်ကအကြောင်းအရာတွေထွက်ပေါ်လာတဲ့အပေါ်ဘလို့ရချင်းမြင်မိနေဆိုတာကွန်မန့်မှာပြောပြပေးခဲ့ပါအောင်ရှင်